အားလုံးမင်္ဂလာပါခင်ဗျာ Listeners Heaven Channel မှာကြိုဆိုပါရစေကျွန်တော်ကတော့စာဖတ်သူဒူရာတင်ဖြစ်ပါတယ်ခင်ဗျာ အခုကျွန်တော်ဖတ်ပြမှာကဆရာကြီးမဟာစုရေးသားထားတဲ့စောရာတပြင်းဝတ္ထုထဲမှာတပြင်းမိသူလဲဖြစ်ပါတယ်စောရာတပြင်းတပြင်းမိသူလဲ Listeners ရှိဆရာဝန်ဦးတင်စွေရဲ့ထမင်းစာခန်း၌ဦးတင်စွေနှင့်တကွလက်ထောက်ဆရာဝန်ကလေး2ဦးဧည့်သည်တယောက်ပေါင်း၄ယောက် အသင့်ပြင်ထားသောထမင်းစပွဲတွင် လေးပွင့်ဆိုင်ထိုင်မိကြလေတယ်။ဦးတင်စီကဘယ်လက်တွင်ခက်ရင်းညာလက်တွင်ဇုံးကိုကင်ထားရာခက်ရင်းဖြင့်အင်းကွက်စီအောင်ကြောင်အနံ့ခံတကယ်တို့ခံ၍ကြည်လေတယ်။ဧည့်သည်မိတ်ဆွေကဘယ်နဲ့ဆရာဝန်ကြီးနဲ့အစိတ်ခတ်ထားမှဆိုလို့မှတ်တယ်။မဟုတ်ပါဘူးဗျာ။ကျွန်တော်နှာခေါင်းကအနံ့အတိတ်တလွန်လို့ဟေးကြောထူလာစမ်းဟေ့ ထမင်းချက်အားလှမ်းခေါ်လိုက်လေတယ်။ကျော်ထူးကဥတည့်စွေရဲ့အထံကိုကြားသည်နဲ့တပြိုင်နက်စပွဲရှိသူခြေစုံရလာလေတယ်။ဟင်းလျာတွေကိုမင်းကိုယ်တိုင်ဝဲတာလား။မှန်ပါကျွန်တော်ကိုယ်တိုင်ဝဲပါတယ်ခမ။မင်းဘယ်မှာမှငေးမနေမိဘူးလား။မငေးမိပါဘူးဆရာ။ဘာဖြစ်လို့လဲ။ဘာဖြစ်တယ်ဆိုတာအခုပဲသိမယ်။စီဗာဆာလာခဲ့စမ်း။ခေါ်ပြီးနောက် အရှိအလုတ်ခမ်းမှ စာရွက်တရွက်နဲ့ဖောင်တိန်ကိုစပွဲရူအားအယူခိုင်းရာ စီဘာစာကအပြေးကလေးသွား၍ယူလေတယ်။စာတစ်ကြောင်းနဲ့ကြောင်းချစ်ပြီးနောက်သွားဘုံမီဟိုတယ်မန်နေဂျာကိုပေး7နာရီမှလူ၄ယောက်နက်နက်စာစားမယ်လို့ထို့နောက်ပဂတိအင်နရီယာသောမျက်နှာဖြင့်ကြော်ထူးရဲ့ဘက်သို့လှည့်ကာချက်တော်မင်းနမ်းပြုတ်မကြည့်မိဘူးလား တွေးတံရဲရဲလက်လက်ဆက်ဆက်မို့လို့မကြည့်မိဘူးစရာဥဒင်းစီလဲအမဲသားကတလက်ကျော်ပကံတဲမအသားတချို့ကိုခရင်နှစ်ထိုးယူကကြော်ထူးအားနှမ်းကြည့်စီလေတယ်။ဘာနဲ့ရတယ်လဲ။ငရုတ်ကောင်းနဲ့မှွင့်နေတာပါပဲစရာ။ဘာနဲ့မှမရပါဘူး။တည်တည်ချာချာနှမ်းကြည့်ပါကွ။ကျော်ထူးကတေးသေးချာချာနမ်းပြီးနောက်ဘာလို့လို့ဆရာ လူမနေပါနဲ့ကွာပုတ်ဆောင်မနံဘူးလားမင်းဘယ်မှာငေးနေတယ်လဲမငေးပါဘူးစရာတကယ့်ကိုမငေးရပါဘူးဝယ်ပြီးချက်ချင်းလာတာပါပဲအမေသားဆိုင်ကပါတဲ့အตาဟုတ်ကဲ့လားမင်းငါ့ကိုမလိန်နဲ့ဩတတိရပြီစရာကျွန်တော်ဝယ်တုန်းကအတုံးကြီးတုံးအတုံးငယ်တုံးအိမ်ကြကြည့်တော့အတုံးသုံးတုံးဖြစ်နေတယ်ကျွန်တော်ဟာကျွန်တော်လဲဇပွေးဇွားဖြစ်မိတယ်စရာဒါပေမဲ့ အမေသားပဲလို့အမှတ်ရပြီးတော်တော်စကားမဆက်နဲ့လင်းလူလူဟာငါ့အိမ်နဲ့မတော်ဘူးဒီလိုတည်တည်လေးရမှာလားနောက်ကလူတယောက်လုံးမင်းဆွဲခြင်းနဲ့အသားချင်းလဲထည်တာမသိဘူးငါကိုယ်တိုင်တော့ဒါမျိုးမမိပါဘူးငါတပည့်တွေကအမိခံရတာကိုငါသိရှက်တယ်မင်းလာမစေသေးဘူးမဟုတ်လားဒါပေမဲ့ငါလာကအပြေးပေးတိုင်းပဲခဏိကစားပြီးအလုတ်ထွက်တော့ဆရာဒီတခါကျွန်တော်တကယ်တတိလိမ့်မိ ချပီစင်ကြီးပေးဖို့မလိုဘူး။ဆိုသဖြင့်ကြော်ထူးမှာဦးတင်ဆွေရဲ့အကြောင်းကိုသိပြီးဖြစ်သည့်အတိုင်းခေါင်းလိုက်ဆိုင်နဲ့ထွက်ခွာသွားသေးတယ်။ဆရာဝန်ကလေးနှစ်ဦးနဲ့ဧည့်သည်တို့မှာအန်အားတင်ကဇုံခရင်တန်လန်းနဲ့ပြင်တက်မိတဲ့ကဲ့သို့ဖြစ်၍နေကြလေတယ်။ဦးတင်ဆွေလည်းခဏနေကြအောင်တော့ဟုဆိုပြီးလျင်အမေသားကတလက်ပကံကိုကင်ကတခွဲကန်းစီတို့ထား၍သွားလေတယ်။ နာယီတမက်ခန့်အကြာတွင်ပြန်လာပြီးနောက်တောက်ခေါရင်းအတော်အရလူတခွဲပညာတတ်တဲ့လူတွေကိုသူတို့လိုတာမန်လူတွေများထင်နေသလားမပြောတတ်ဘူးတူတူပြောစုကစပွဲသူရောက်ရလာလေတယ်အဲ့ဒါဖြစ်သူကဘယ်နဲ့လဲဥတင်စေခင်းကဘာဖြစ်လို့လဲဘာဖြစ်ရမှာလဲခွေမာတာကြော်ထူရောင်းငင်းကြီးနဲ့ဈေးဝယ်လို့အမဲသားနဲ့လင်းတာတာလဲလွတ်လိုက်တာမသိဘူး ကျွန်တော်ဖြင့်ဘာနာမှန်းမသိပါဘူးဗျာဟာကျွန်တော်ကတော့အမြင့်တတိထားနေတာလားကိုင်းနနက်စာကိုဘုံမီဟိုတယ်မှာစားကြစို့ထို့အခါဧည့်သည်ကနေရာမှထားလျက်နေပါစေဥတည်စေဒုက္ခမရှာပါနဲ့ကျွန်တော်တောင်းပန်ပါရစေအိုးမဟုတ်တာဟိုမှာလေးရစာပြင်ပြီးပြီခမရမစားလေပတ်စံတော့ပေးရမှာပဲအထူးပါဘူးဗျာဟေးကားထုတ်လိုက်ဆိုပြီးနောက်လေးဦးသား ဘုံမီဟိုတယ်သို့သွားကြလေတယ်။ဟိုတယ်၌ထမင်းစားနေကြရင်ဧည့်သည်ရဲ့မျက်နှာကိုစိစိကြည့်ကာ။ဩဥပါထုံးကလက်စားတတော်ဒီလိုကိုဗျ။ဥထစ်ဆွေကစလိုက်ရာ ဥပါထုံးကအံအားတင်သောအမှုအရာဖြင့်ခမ ्या ပဲနဲ့ဒီလိုလေဗျ။ခမ ्या နဲ့ကျွန်တော်နဲ့ပေါင်းနေလာတာခမ ्या လည်းပွဲစားတယောက်ဘသူနဲ့မှမပတ်သက်ဘူးလို့ထင်မိတာကိုဗျ။ထင်းနေအတိုင်းမလွဲပါဘူးဗျာ။ ဒီမေကြည့်ပါအောင်စားတဆောင်ထုတ်ပြ၍ဖတ်ရှုသောအခါတပြင်းမင်းကကြီးလူပါဝနေတယ်တို့ကို တနေ့ကအမျက်ဆုံးသားနဲ့အနေဆုံးအသားဆိုပြီးလူသားနဲ့ခွေးသားကိုမင်းကျွေးတယ်ဒီတခါတို့ကလည်းအယုတ်ဆုံးအသားနဲ့ကျွေးရမှာပဲဒီလိုမင်းတို့မြင်ရရှက်ရစားတဲ့အခါအနာကအခဲခတ်ကြည့်မဲ့သူတယောက်လဲလှုပ်လိုက်တယ်ဒီလိုပေါ့ကွာလူဆိုတာတခါတည်းရင် ကို့မှာလဲပလင်းထိတတ်တာမျိုးပေါ့ဂလက်စားချေသူပောက်ဖို့ဥပထုံးရဲ့မျက်စိမျက်နှာပြက်လျက်သူတို့လွတ်လို့မဟုတ်ရပါဘူးခင်ဗျာပြီးတော့လဲဥဒင်ဆွေဟာတက်ပြင်းရည်လို့ကျွန်တော်မသိရပါဘူးစကားကိုလှည့်ပတ်ပြောတော့လဲအမှန်အားဖြင့်ဥပထုံးကဥအောင်မြင်တို့စီမံ၍နနစာထမင်းစားချိန်အမိရောက်လာရာကြောင်းဝန်ခံသောမျက်နှာအမှုအရာကပေါ်ပြလျက်ရှိလေတယ် ဦးတင်ဆွေကကြက်သားဘေ့စ်တွေကိုခရင်နှစ်ထိုးယူစားတော့ရင်အဲလေခင်ဗျားကလည်းမသိလို့လာရှာမှာပဲသူတို့ကကျွန်တော်ကိုတပ်ပြင်းလို့ဆွဆွဲနေတာလေသူတို့ထင်မြင်ချက်ပဲအကယ်၍အမှန်တပ်ပြင်းလို့ဆိုရင်ဘာလို့သူတို့မဖမ်းကြသလဲဒီတော့သူတို့ဆွဆွဲချင်ဟာအချိန်မြင့်မရှိဘူးပေါ့ဗျာတပ်ပြင်းကမတော်တဲ့အသားတွေကျွေးလိုက်တဲ့အကြောင်းကိုလေသူတို့ပြောမှကျွန်တော်သိရတယ်ခမည်းမိတ်ဆွေများကိုလည်း ကျွန်တော်တို့ပားရည်နဲ့ရည်ရှိတဲ့လူကြီးလူကောင်းတယောက်ကိုတာမညလဲစားမရဘူးဆိုတာပြောလိုက်ပါပြီ။မှားကြပြီနောက်ထမင်းစားတော့ပြီးလျင်လူချင်းခွဲကြလေတယ်။ဦးတင်ဆွေအားဤကဲ့သို့ကိစ္စအသေးအဖွဲကိုဂယုများစွာမထားပဲကြာရှည်လဲစဉ်းစားလေမရှိပဲမိမိအလောက်ခွင်တွင်လောက်ကိုင်းနေခြင်းဖြင့်တနေ့အချိန်ကုန်ခဲ့လေတယ်။နောက်တနေ့နက်နက်လင်း၍6နာရီခန့်တွင် အရာကနိုးသည့်နှင့်တပြိုင်နက် အစီရန်များယူထားနှင့်သော သူရိယသတင်းစာကိုကောက်၍ဖတ်ရှုရာသတင်းတစ်ခုကိုတွေ့သည့်နှစ်တပြိုင်နက်အံအားသင့်ရွှေသွားလေတယ်။ဆီယောင်ဦးတပည့်ကစုံတော့ဦးတပည့်ကို ရိုက်နှက်ခြင်း။မနေ့ကည၈နာရီအချိန်တွင်စုလီဖျားမြောက်ဖန်း၌ရိုက်မှုတစ်ခုဖြစ်သည်ဖြင့်လူအများစုညံသွားကြောင်း ဖြစ်ပွားပုံမှာစုံတော့အင်စပက်တာဦးအောင်မြင့်ရဲ့ထမင်းချက်ဘာအောင်ဆိုသူသည် ရုပ်ရှင်ညပွဲကြည့်ရန် ဘတ်စကားပေါ်မှစူးလီဖရားအနီးတွင်ဆင်းကာမြောက်ဖက်သို့ခြေချင်းလျှောက်ခဲ့သည်ဆိုကြောင်းထိုအတွင်လူတစ်ယောက်ကပခုံးကိုဆွဲကင်ပြီးလျေဟေ့ကောင်နေအောင်မင်းမဟုတ်လားမနေ့ကလင်းတာသားနဲ့အမဲသားလဲတာခုမေးရဘာအောင်ကအေးငါလဲတယ်ဘာဖြစ်တယ်လဲဟုပြန်ပြောသည်ဆိုကြောင်းထို့အခါငါကြော်ထုกว่าဘူးမထားဘူးဟုပြောပြောဆိုဆို ွာလာတော့တန်တုံးနဲ့သုံးလေးချက်ဆင့်ရိုက်လိုက်ရာဘာအုံးမှာထိုနေရာတွင်လဲကြမေမျောသွားသည်ဆိုကြောင်းထိုအတွင် လူများနှင့်လမ်းဆောင်ပလိတ်တို့ပြေးလာကြ၍ကြော်ထူအားကြောင်တရားဌာနသို့ခေါ်ဆောင်ချုံနှောင်၍ဘာအုံးအားဆေးရုံကြီးသို့ပို့လိုက်ကြောင်းဘာအုံးရဲ့တန်ရောင်မှာ ပြင်းထန်လာသဖြင့်တရားသူကြီးတဦးနှင့်တေတန်းစစ်ချက်ယူထားရကြောင်း၎င်းတို့မှာရှိကရန်ညူးမရှိဆိုကြောင်း တို့ကြောင့်တွင်ကြောက်တရားဌာန၌ကြော်ထူးရဲ့ဖြောင်းချက်ကို ကြားရသောအခါ လူတိုင်းအံ့အားသင့်ကြကြောင်းကြော်ထူးကလွစ်လန်ဆရာဝန်ကြီးဦးတင်ဆွေရဲ့ထမင်းချက်ဖြစ်သည့်ဆိုကြောင်း ထိုနေ့နနက်ကဈေးတကြီးတို့ကြော်ထူးအမေသားအဝယ်သွားရာဘာအုံးကကြော်ထူးနောက်ကမရောမလဲလိုက်လာ၍လင်းတာသားနဲ့အမေသားလဲယူလိုက်သည့်ဆိုကြောင်းတို့ကြောင့်တွင်ကြော်ထူးမှာဘာမှမသိပဲလင်းကြသားကိုအမေသားအဖြစ်နှင့် ဆရာဖြစ်သူအားကက်တလက်လှုပ်၍စပွဲထိုးရာဥတင်စီမှာစပွဲပေါ်ရောက်လျင်ရောက်ချင်းဂလင်းတာတာမန်တည်၍ကြော်ထူးအားအလုတ်ဖြုတ်ပစ်လိုက်သည် ဆိုကြောင်းကြော်ထူးမှာမိမိဆရာအလုတ်ဖြုတ်လိုက်ခြင်းအတွက်မကျေမနပ်ဖြစ်ပြီးစုံစမ်းရာ အထက်ပါအတိုင်းဘာအုံးကအသားချင်းလဲလှယ်လိုက်ပုံကိုသိရှိရသည်ဆိုကြောင်းညနေအချိန်၌တီလီရင်တီချင်းဥအောင်မြင်းရဲ့အိမ်သို့ဘာအုံးကိုတွားရောက်ရှာဖွေရာ ဘာအုံးကိုမတွေ့ရပဲဥအောင်မြင်တို့ဇနီးမောင်နဲ့ညစာစနေတီကိုမြင်ရသဖြင့်ပြရင်းပေါက်ကနေပြီးမစင်ကိုစက်ကူနဲ့ထုတ်ကာထမင်းစပွဲတို့ပြစ်ခဲ့သေးသည်ဆိုကြောင်းထို့နောက်မှဘာအုံးဘိုက်စကုတ်သွားကြည့်ကြောင်းကြားရ၍တိုက်လံရှာဖွေရာစူးလီဖျားနာတွင်တွေ့ရှိ၍ရိုက်နှက်ခြင်းဖြစ်ကြောင်းနှင့်ဖြောင့်ချက်ပေးသည်ဆိုကြောင်းဦးတင်ဆွေကထိုစာများကိုဖတ်ရှုပြီးနောက် တပည့်ဖြစ်သူအားတနာစိတ်ပေါ်လာသဖြင့်ကားကိုအပြင်ထုတ်ကာကြော်ထူးချုံနှောင်ထားရသို့လိုက်ပါသွားလေတယ်။ကြော်ထူးမှာကမိမိရဲ့ဆရာဖြစ်သူကိုမြင်လျင်အာကိုသောအမှုအရာနှင့်ဆရာကျေးဇူးကိုကျွန်တော်ဒီလောက်ပဲဆနိုင်ပါတယ်။ခုပြောရာဥဒင့်စီမှာ စကားပြန်မပြောဘဲတွေ့ဝင်နေပြီးမှပလိတ်တွေနဲ့ငါနဲ့စကားပြောလို့ဟန်မကြဘူး။ရုံးဝင်နေကြမှာ တရားသူကြီးစီအာမခံပြီးအထုတ်ကထုတ်ပေးမယ်။မင်းဘာမှအားမငယ်နဲ့။ဆိုပြီးလျင် ပြန်ခဲလေတဲ့။အိမ်သူပြန်ရောက်လျင် အချို့ရင်းသီးသောမိတ်ဆွေများကတင်းစားပါအเจ้าနဲ့ပတ်သက်ပြီးလာရောက်မေးမြန်းလျက်ရှိရာဦးတင်ဆွေမှာမိတ်ဆွေများအားအချို့အเจ้าပြန်ပြောဆိုခြင်းဖြင့်အချိန်ကုန်ခဲလေတဲ့။နောက်နေကင်းဆက်တနာကြီးခန့်တိုင်သောအခါတရားသူကြီးတို့ဦးနှင့်တိုင်ပင်ပြီးနောက်ကြော်ထူးအား အာမခံနဲ့ထုတ်ခဲ့ရလေတယ်။ဆယ်ရက်ခန့်ကြာသောအခါဘာအောင်ရဲ့တန်ရာကိုဆရာဝန်များစူးစား၍ကုသချင်းကြောင့်ဆေးရုံကဆင်းရလောက်အောင်ပျောက်ကင်းခဲ့လေတယ်။ကြော်ထူးရဲ့အမှုကိုလည်းရုံတင်တရားစွဲဆိုရာဒဏ်ငွေ90တိုက်ရိုက်ခြင်းဖြင့်ပြင်းငိမ့်ခဲ့လေတယ်။ကြော်ထူးကဆရာဖြစ်သူရဲ့ဆောင်ရွက်မှုကိုတသက်လုံးမမေ့နိုင်ပဲရူသေးကျွန်းွန်စွာနေထိုင်ရန်ဝန်ခံ၍ ဦးတင်စွေရဲ့အိမ်၌ပင် နေထိုင်ရလေတဲ့ထိုချင်းများ၌ပင် အတွင်းဝင်များရုံရှိစုံတော်ရုံကန်၌စုံတော်မင်းကြီးနှင့် ဦးအောင်မြင်တို့ကစာတစောင်နှင့်ပတ်သက်၍ခေါင်းချင်းရိုက်ကာတိုင်ပင်လျက်ရှိကြလေတဲ့ဦးအောင်မြင်ကမရေတရေမျက်နှာဖြင့်ဒီဤကောင်အလွန်ဉာဏ်များ၏မင်းကြီးယုံကြည်မဲဆိုရင်လေကျွန်တော်တို့စုံတော်ဘက်ကမုတ်ချအထင်သေးခံရတော့မှာပဲကောင်းပြီမင်းမယုံကြည်ဘူးထားအောင် သူတိုင်ကြားတာကိုအေးမရှိဘူး။သူကအေးအေးကလေးနေမဲ့လူမဟုတ်ဘူး။ဥအောင်မြင်ကတွေ့ဝေစဉ်းစားလျက်စာကိုဖတ်ရှုပြန်လေတယ်။စုံတော်မင်းကြီးထံပြုတ်ဝတ်စွာတိုင်ကြားပါသည်။ဥတွဲပါစာအရစုံတော်ဗမတအားသမျှကူညီစေလိုပါသည်။ကျွန်တော်သည်များစွာကြောက်တတ်သူမဟုတ်ပါ။တို့ကြရင်စုံတော်ဘက်သို့မတိုင်ပဲကျွန်တော်အလိုလျောက်ပြုမှုလျင် ကျွန်တော်၌တာဝန်ကင်းမည်မဟုတ်ပါကျွန်တော်ဤတိုက်ခန်းသည် များစွာလုံခြုံပါသည် လုံခြုံသည့်အလျောက် ပမာမခန့်နေလျင်စုံနောက်ဘက်သို့တိုင်မင်စီလိုသောဆန္ဒမရှိပါအကယ်၍စုံနောက်ဘက်သို့ကျွန်တော်ကမတိုင်ပင်လျင်လဲသူ့အားကြောက်ရွံ့ရာကြာ၍နေပါမည်သူတောင်းဆိုသောငွေများမှာကျွန်တော်ပေးနိုင်ပါသည်သို့ရာတွင်ယခုကဲ့သို့ချင်းချောက်တောင်းဆိုခြင်းဖြင့်ပေးလိုသောဆန္ဒမရှိပါ မင်းကြီးထံမှညီကဲ့သို့သဘောရသည်ကိုအလျင်အမြန်သိပြရစေဦးတင်ဆွေဆရာဝန်ကြီးလွစ်လန်မိတ်ဆွေကြီးကိုတင်ဆွေကျွန်တော်ဒီမိတ်ဆွေကြီးကဲ့သို့မျိုးချစ်ပုဂ္ဂိုလ်တဦးအပေါ်တွင်ဤကဲ့သို့တောင်းဆိုရန်မတင်ကြောင်းနားလည်ပါသည် သို့တော်ယခုကဲ့သို့အရေးတကြီးကိစ္စတွင်မငင်းမဆန်ပဲလွယ်လွယ်ကူကူပေးမဲ့ပုဂ္ဂိုလ်များကိုစဉ်းစားရာမိတ်ဆွေကြီးကိုရှေးဥစွာမြင်မိပါသည် ကျွန်တော်မှာကိုးခရိုင်ငယ်ကငမောခေါင်းပါနေတော်သူများကိုထောက်ပံ့ရန်ငွေတထောင်ခန့်လိုနေပါသည်ထို့ငွေအတွက် မိတ်ဆွေကြီးထံမှယခု January 15ရက်နေ့တွင်ရချင်ပါသည် ထိုနေ့ည9:00နာရီတွင် တွေ့ရအောင်စီစဉ်ပေးပါဤကိစ္စမှာလူချင်းတွေ့ဆုံပြောဆိုနိုင်တော်လဲကျွန်တော်မှာကိစ္စများ၍စာဖြင့်ရေးသားရခြင်းဖြစ်ပါသည်ဆောင်းနောက်ဘက်နှင့်ပလိတ်ဖက်တို့မတိုင်ပါနှင့် တိုင်ပင်ချင်းအဖြစ်အကျိုးမများသည်ကိုမိတ်ဆွေကြီးသိရှိလိမ့်မည်ဟုယုံကြည်ပါသည်ဆောရတပင်းဦးအောင်မြင်ကစာနှဆောင်ကိုတေချာစွာဖတ်ရှုပြီးနောက်အတော်ညံများတဲ့အကောင်ပဲကျွန်တော်တို့ကိုတသက်ဒုက္ခပေးတာပဲဘာပဲဖြစ်ဖြစ်လူကြီးလူကောင်းဆရာဝန်ဦးတင်စီအဖြစ်နဲ့စဉ်းစားရင် သူတိုင်ကြားတာကိုအရေးယူရမယ်မဟုတ်လားကဲဦးတင်စီကိုယခုခဏတွေ့ရင်လို့ဆိုပြီးဖိတ်လိုက်ပါ ပြောဆိုရာဦးအောင်မြင်ကတယ်လီဖုန်းသားသို့သွားကာဦးတင်စင်နဲ့စကားပြော၍နေလေတဲ့။나이ဝက်ခန့်ကြလေကားတစီဆိုက်ရောက်၍ဘောင်းမီဝမြန်မာတယောက်စုံတော်မင်းကြီးအခန်းသို့ဝင်၍လာကြ။မင်းကြီးကပင်လာပါဦးတင်စင်ထိုင်ပါအောင်။ပြုံးချူစွာပြောဆိုလျက်ရှိလေတဲ့။ဦးအောင်မြင်ကမင်းကြီးမမြင်အောင်မင်းသားကြီးရှေ့ောက်ချိုးလှုပ်လျက်နေလေရာဦးတင်စင်မှာ ဥအောင်မြင်းကိုကယူမထားပဲမင်းကြီးဘက်သို့လှည့်၍စာများဖတ်ရှုပေးပြီမဟုတ်လားဘလို့စီမံမှာပါလဲဒီအကြောင်းကိုတိုင်နေခြင်းလို့ဥတင်စေကို ခေါ်ရခြင်းဖြစ်ပါလေဟုတ်ကဲ့ဒီကစိတ်ကူးထားပုံကို အမိန့်ရှိပါအောင်ဒီကတော့ဘလို့မှစိတ်မကူးရသေးပါဘူးမအောင်မြင်းနဲ့တိုင်နေဆဲပဲဥအောင်မြင်းကူညီရင်တော့ဟန်ကြမှာပဲလို့ယုံကြည်ပါတယ် ထို့အခိုက်ဘာလုပ်တယ်ဆိုတာသိရင်လည်းလာပြီးဖြီးနေတာဟာအခက်ဆုံးပဲဥအောင်မြင်ကမြမလိုပြောလိုက်ရာဘာလုပ်တာပဲဖြစ်ဖြစ်အရေးမယူပဲနေဝင့်သူဟာနေစမ်းပါလားဥတင်စေကမြမလိုပြန်ပြောပြီးစုံတော်မင်းကြီးအန်အားတင့်နေစဉ်ပင်ဥတင်စေကပြင်းပြန်တွက်လက်စွာ အင်္ဂလိပ်ဘာသာဖြင့်ဘယ်နဲ့လဲဥအောင်မြင်ဘလို့စီမံရင်ကောင်းမလဲ ဒီအကောင့်ကိုဒီတစ်ခါမိအောင်ဖမ်းကျင်နေဗျာ။ तू လွန်လွန်းပြီလို့ထင်တာပဲ။ဟုတ်ကဲ့။ဥတင်ဆွေကတကယ်ဖမ်းမယ်ဆိုရင်လွတ်နိုင်စရာ မရှိပါဘူး။ဥတင်ဆွေမကူညီရင်တော့လွတ်သွားအောင်မှာပဲ။ဟာမဟုတ်တာဗျာ။စုံတော့တို့ရောကျွန်တော်ကမစွမ်းပါဘူး။ကဲကိုလူတက်တည်ချင်းလေးကောင်ခံမနေနဲ့။ခဏိဇန်နဝါရီ17ရက်နေ့မဟုတ်လား။နှစ်ရက်လိုသေးတယ်။ ဒီတော့သူ့ကိုတွေ့ဖို့ရချင်းပြေးလိုက်ရင်မကောင်းဘူးလားချိန်ပြီးတော့ဘာလုပ်မှာလဲအမလီစုံတော်ကြီးရဲ့ခမားရဲ့ခမားလူယုံ လက်ထောက်စုံတော်နှစ်ယောက်ရဲ့ကျွန်တော်ရဲ့ကျွန်တော်လက်ထောက်နှစ်ယောက်ရဲ့၆ယောက်ဝိုင်းပြီးဖမ်းရင်မိရောမဟုတ်လားသူကတိတိဆိုင်ဆိုင်လာမလဲလားလာဖို့ရတော့ကျွန်တော်တောင်းဝန်ထားအဲ့ဒီနေ့မှဘန်တိုက်ကငွေထုတ်မယ်ငွေထုတ်ကိုသူ့လက်ထဲထည့်ပြီးမှဖမ်းမယ်ဗျာ ပြီးတော့သူကထွက်ပြေးဖို့အပေါက်ကိုဥတင်စွေကရှာပေးမယ်မဟုတ်လားဥတင်စွေကဦးအောင်မြင်အားစကားပြန်မပြောဘဲမင်းကြီးဘက်သို့လှည့်ကာမင်းကြီးဦးအောင်မြင်ကိုစုံတော့ဝတရားအတိုင်းပြောဆိုဖို့တောင်းလန်ပါရစေပြောလိုက်ရာစုံတော့မင်းကြီးလဲဦးအောင်မြင်အားဝတရားအတိုင်းပြောဆိုရင်ညွှန်ကြားရလေတဲ့ gain ဥတင်စွေစီမံနာကိုထပ်ပြီးပြောပါအောင် သူချင်းတဲ့အချိန်မှာကျွန်တော်တို့စောင့်နေပါမယ်။စောင့်ပြီးရင်ဖမ်းယုံမယ်မဟုတ်လားဦးအောင်မြင့်ရဲ့။ကိုင်းလေခမည်းသဘောကြအတိုင်းလုပ်ကြတာပေါ့။ဒါပါပဲ။တစိမ့်လောက်ခွင့်ပြုပါအောင်။အဲ့ဒီနေ့သာဆက်ဆက်လာကြဖို့တောင်းပန်ပါရစေ။ပြောဆိုပြီးလျှင်ဦးတင်ဆွေထွက်ခွာသွားသေးတယ်။ထိုအခါဦးအောင်မြင့်ကမကြည်မချမ်းသောအမှုအရာနဲ့ကျွန်တော်မင်းကြီးကိုမထေမဲ့မြင်ပြုခြင်းမဟုတ်ပါ။ ူတစ်ပါးလှူတာကိုမခံချင်၍အကြောင်းသိအောင်ပြောရခြင်းဖြစ်ပါတယ်။တောင်းပန်ပြောဆိုလေတယ်။မောင်အောင်မြင်ရဲ့စိတ်မှာဥတင်စီကိုတပ်ပြင်းလို့ထင်လုံးပဲလား။ထင်ုံနဲ့မကပါဘူး။အတပ်ပြောရဲပါတယ်။သူကလည်းကျွန်တော်ကိုတော့အတိပေးပါတယ်။အတိပေးပြီးကျွန်တော်ဘာမှမတတ်နိုင်အောင်လည်းလုပ်ပါတယ်။ဒီလိုဖြစ်ရင်မောင်အောင်မြင်မှာဥတင်စီနဲ့တပ်ပြင်းကိုလူတဦးစီသဘောထားပြီးဆောင်ရွက်ရမှာပေါ့။ရှိခုကိစ္စမှာလည်း တကယ်လို့ကျွန်ုပ်တို့အရေးမယူရင်အတွင်းဝင်ကြီးတိုင်းလာနဲ့လုံနေမှာအမှန်ပဲဒါကြောင့်တိတ်ပြီးအခမ်းအနခန့်နေခြင်းဖြစ်ပါတယ်သူ့ရာရင်အဲ့ဒီနေကြရင် သူ့ရဲ့စီမံမောင်ကိုအကဲခတ်ပြီးသူ့ကိုပဲအရေးယူတန်ရင်ယူရမယ်မောင်အောင်မြင်ပြောတယ်လို့ဖြင့်သူဟာသူ့အဖို့ပါနေတယ်လို့ဆိုရမှာပဲမှန်ပါသူ့ကံကောင်းတဲ့အခိုက် သူကြံစီသမျှအောင်မြင်နေတယ်လို့ဆိုရမှာပဲ ကံကောင်းတယ်ဆိုတဲ့စကားကိုတော့ကျွန်ုပ်သိတဲ့ဘောမတူဘူးအကျဉာဏ်ကောင်းတယ်ဆိုရမယ်ဒီလိုလူမျိုးကောင်းမထောင်နိုင်အောင်မလုံနိုင်ခြင်းဟာကျွန်ုပ်တို့တစ်ဖွဲ့လုံးထိခိုက်နေတယ်တကယ်လို့တပ်ပြင်းဟာနိုင်ငံရေးများဝါသနာပါနေရင်ဘင်္ဂလီတဘုံတထောင်ထက်မခက်ပေဘူးလားယခုသူနိုင်ငံရေးမလုပ်လို့ကျွန်ုပ်တို့တက်တာခွင့်ရနေတယ်မောင်အောင်မြင်ဆောင်ရွက်ရမယ့်နေ့မှာအလိုရှိသမျှကျွန်ုပ်ထံတောင်းဆိုပါကျွန်ုပ်ကူညီနိုင်သမျှကူညီမယ် ပြောဆိုပြီးလျင်ဥအောင်မြင်အားလွတ်လိုက်လေတယ်။ဇန်နဝါရီလ15ရက်နေ့7နာရီခန့်တွင်ကုံတယ်လမ်းရှိဘန်တိုက်တတိုင်းရှိပင်မရောမလည်နှင့်အရာဘုံအရစားဖြင့်နေကြသောစုံတောင်းနှစ်ယောက်ကို မြင်ကြရလေတယ်။မကြမီဘန်တိုက်ရှိသူကားတစီးဆိုင်ရပြီးနောက်ကားပေါ်မှပန်ချာပီကလာတယောက်ဆင်းလာဟာဘန်မန်နေဂျာနှင့်တီတိုပြောဆိုပြီးလျင် ငွေစက်ကူများကိုရေတွက်ထုတ်ယူသွားလေတယ်။ပန်ချပီကလာကားပေါ်သို့မရောက်ခင်ပဲလူငယ်တယောက်ကအခြားလူတယောက်နဲ့စကားများစွာပြုကြမှ ကလားရှိရင်တပ်ပုတ်သလိုဟန်လုတ်ပြီးလျင်ကလားရဲ့လက်ထဲမှငွေစက်ကူတစ်ထုပ်ကိုလှူပြီးအသင့်ဆက်နှိုးထားသော ကားတစ်စီးနှင့်ထွက်ပြေး၍သွားကြလေတယ်။ထိုအချင်းအရာကိုမြင်ရသောစုံတော်နှစ်ဦးသည်လည်းအပြေးကလေးလာကြရာသတ္တုန်နှစ်ခန့်ကလေးတယောက်က စုံနှောင်းနှစ်ယောက်ရှိမှဖြတ်၍တစုံတစ်ခုနှင့်ခလုတ်တိုက်ခါလဲကြသွားသဖြင့်စုံနှောင်းနှစ်ဦးမှလည်းထိုကလေးကိုတိုက်ခါလဲကြလေတယ်။နှစ်ဦးသားလင်းမြန်စွာထသောအချိန်၌မူကားလူစုများဤကားကို အမိလိုက်တော့ချေစုံနှောင်းနှစ်ဦးလည်းပန်ချာပီကလားကြီးနားသို့ကပ်လာကြရင်းဘယ်နဲ့လဲပါသွားသလားမြမလူမေးကြရာ ကလားကြီးကဘယ်ပါမလဲဗျာ ဘန်ဒိုက်ထဲကစာအချင်းလဲလာပြီးသားပဲဟာတင့်ဆွေလဲတပြင်းလောက်ပါပါတယ်ပြောဆိုပြီးလျင်ကားပေါ်သို့စုံတော့နှစ်ဦးနဲ့အတူလွတ်စလန်းသို့လာခဲ့ကြသေးတယ်ကလားရောင်ဆောင်သားသောဦးတင့်ဆွေကပင်စုံတော့များအားတပြင်းဟာသူ့ကိုယ်သူအတော်ဆွမ်းနေထင်ပေမဲ့ကျုပ်တိုက်ခန်းကိုတော့လာဝင့်မယ်မထင်ဘူးဒါကြောင့်အရင်ကတတိတူးငွေကိုတုတ်တယ်လို့တုတ်ကြည့်ကြပဲဘယ်ရမလဲဗျာ ဒါမျိုးတွေနော့ကျင်နေပြီဖြစ်ဟာပြောဆိုစဉ်ကားကတိုက်ရှိသူရသဖြင့်၃ဦးသားဆင်းကြလေတယ်ထို့အတွင်းတယ်လီဖုန်းကဘဲလ်တန်ကြားသဖြင့်ဦးတင်ဆွေကိုယ်တိုင်နားထောင်ပြောဆိုပြီးလျှင်ပြန်လာခဲ့ကကိုကိစ္စနယ်ကိုမှုန်နေလိုက်တာဘန်းတိုက်တောင်ဘာမှပြန်မပြောခဲ့ရဘူးအခုသူတို့စိတ်အေးသွားကြပါပြီပြောဆိုလေတယ် ဆုံနောက်နှစ်ယောက်ကဥတင်ဆွေအားជីညိုယုံကြည်စိတ်များဖြင့်နားထောင်၍နေရာရေခင်းနှင့်လင်းမနစ်များတောက်ပြီးလျင်ထွက်ခွာ၍သွားကြသည်တည်းထိုနေ့ညကအထူးအရေးကြီးသည့်အလျောက်ဥအောင်မြင်နှင့်တကွာအခြားဆုံတောင်းနှစ်ဦးပါရှင်းနာရီခွဲခန့်တွင် ရောက်ရှိ၍နေကြလေတည်းဥတင်ဆွေက ကောင်းမွန်စွာဧည့်ခံပြီးနောက်တပင်းလာလျင်မြည်သူမြည်ပုံဖန်းစည်းမြည်ကို ကြာတာလျက်ရှိလေတည်း ။ဦးတင်ဆွေရဲ့တိုက်ခန်းမှာတုံးခမ်းမျှရှိပြီးဦးတင်ဆွေကြိုက်တယ်လို့ပြင်ဆင်ထားသော အခန်းများလည်းရှိသေးတယ်။ဧကန်း၌ကလူစင်ဦးခန့်ဝိုင်းရွေထိုင်နိုင်သောစပွဲကြီးရှိပြီးစပွဲရဲ့အောက်တွင်တူရကီကွန်စောကြီးကိုခင်းရွေထားလေတယ်။အခြားတိုက်ခန်းအခင်းများကအီတလီယန်ကြောက်ပြများဖြစ်ပြီးအဆက်အစမရှိ အထူးတည်တတ်လေတယ်။ဦးတင်ဆွေကထိုစပွဲတွင်လက်ခံမဲအကြောင်း တပြင်းလာလျင်တိုက်ရှိကလာမယ့်အကြောင်းများဖြင့်ပြောဆိုကဦးအောင်မြင်နှင့်ဆုံတောင်းနှူးဦးတင်စွေရဲ့လက်ထောက်နှစ်ယောက်ပါလိုက်ကအကြားမှ နေကြရန်မိမိတဦးတည်းရှိဦးစွာတွေ့ပြီးမှ အချက်ပေးလိုက်သည်နှင့်တပြိုင်နက်ထွက်လာကြရန်မှာကြား၍ထားလေတယ်။ဦးအောင်မြင်ကဦးတင်စွေပြောသမျှကိုမယုံကြည်တော့လဲဘဲအထိညာနိုင်သည်ကိုစုံစမ်းလို့သောသောဖြင့်ဦးတင်စွေစီမံသမျှနားထောင်၍နေလေတယ်။ တပြင်းဤမျှနှုံအသည်မဟုတ်သဖြင့်၎င်းရဲ့ဘေးရန်ကိုမကြည့်ဘဲနေမလားဟုယုံကြည်ဟန်ရှိလေတယ်။သူရှာတွင်ဦးတင်ဆွေအမိန်အရငါဦးသားမှာလိုက်ကာကြီးတစ်ခုအတွင်တွင်အသက်အတန်မပြူဘဲငင်းသက်စွာနေကြရလေတယ်။ဦးတင်ဆွေကအပြင်စပွဲဘေးတွင်လေတအေးအေးခံလျက်လမ်းလျှောက်နေရာမကြမီပင်တရဘုံကတစုံတရာကိုလာရောက်ပြောဆိုသဖြင့်ခေါ်ခဲ့ဟုအမိန်ပေးလိုက်လေတယ်။ မကြမီအတွင်းအယံမြင့်မြင့်နှာရန်ပေါ်ပေါ်ဘူကာပြားလိုလူတယောက်ပေါ်ပေါက်လာပြီးလျှင်မြမာတန်ဖြင့်ဥဒ္ဓဆွေဒီလိုတော့ဂတိတည်သားပဲဗျာအေးကျွန်တော်ကလည်းဒီလိုတတ္တိမျိုးမှာသဘောကျတာကလားကဲဘယ်မလဲငွေမိမိငွေရှိကိုတောင်းတကယ်တော့တောင်းဆိုရာဥအောင်မြင်မှာမိမိနဲ့တပြင်းတွေ့ကြုံဖူးစဉ်က ကြာရသောအတန်မျိုးဖြစ်သဖြင့် ဥဒင်းစွေအားတက်ပြင်းဟု အတက်ဆွဲခဲ့ခြင်းကိုပင်တန်တရားဖြစ်ပြီးလာပြန်လေတယ်။ရပါရဲ့ဗျာဟုဥဒင်းစွေရဲ့ပဂတိအတန်ကိုကြားရပြီးနောက်စကားဆိုင်၍ထိုင်မအောင်ကိုတက်ပြင်းလင်းမနစ်ကလေးပါလေတောက်ပါအောင်မလုပ်ပါနဲ့ဗျာခမားကဆရာမဆိုတော့မိစိခတ်ထားရင်ဘယ်နဲ့လုံမလဲခမားလည်းဆရာမအတက်တက်တဲ့လူတူပဲဗျာကျွန်တော်ဘာလုပ်တယ်ခမားတီမှာပေါ့စည်စနာနဲ့တိုက်တာပါ ပြောဆိုစဉ်ကြာလဲ့လဲ့အခိုးများထွက်လာသဖြင့်တပ်ပြင်းကမျက်နှာချိုရာကညိုလျက်ကိုအတင့်ဆွေခမရကျွန်တော်ဂရိတီရဲ့ထင်တာမတီဘဲကိုကြည်စမ်းဒန်းငွေတွေလွတ်နေတာကျုပ်လူလူမဲမဲယူခဲ့လို့ပေါ့ဗျာအဲ့ထဲမှာစေးစီရင်ထားသောလက်ကင်ပဝါနဲ့ပါးစပ်နှာခေါင်းတို့ကိုပိတ်ပြီးလျင်ခြောက်လုံးပြုတ်နဲ့ထင်ရွယ်ကငွေကိုတောင်းလေတယ်ထိုအချိန်အတွင်း၌ပင်တက်ခိုးများကဥအောင်မြင်တို့စီတို့ ပြန့်နှံ့၍တွားလျာငါဥသားမှာမျက်လုံးများအထက်သို့လန်ပြီးနောက်မူးမေ၍တွားလေတယ်။ဦးအောင်မြင့်တို့ကမြည်မျှကြအောင်မေးမြောကြသည်မသိတတိယ၍လက်ပတ်နာရီကိုကြည့်ကြသောအခါနနက်9နာရီထိုးလျက်နေသည်ကိုတွေ့ကြရလေတယ်။ဦးအောင်မြင့်လည်းအားလုံးကိုနှိုးကာဦးတင်စွေရဲ့အိမ်စီသို့လာရောက်ရာဦးတင်စွေမှာခြေနှစ်လက်တွင် ကျိုးများဖြင့်အတုံနှောင်ခံရလျက် ပါဇက်တွေအဝတ်ဆုထားသည်ကို တွေ့ရလေတယ်။ပြင်းမြန်စွာဖြေပြီးနောက်အကျိုးအကြောင်းမေးမြန်းရာဦးတင်ဆွေကတပြင်းမိနေရုံတံငွေကိုလွှတ်ချောင်းတပြင်းမိသည်နှင့်တပြိုင်နက်ပိတ်လိုက်လျင်ဦးအောင်မြင်တို့ထံလူမေ့သွားလောက်အောင်မပြန့်နိုင်နိုင်ကြောင်းမိမိအတွက်မှကာဝယ်ပြီးထားကြောင်းသူ့ရာတွင်တပြင်းက၆လုံးပြုတ်နှင့်ချိန်ကတုံနှောင်၍ငွေများကိုလည်းယူသွားကြောင်းနှင့်ပြောဆိုရာဦးအောင်မြင်မှာ ဝေခွဲ၍မရောက်အောင်ဖြစ်ရှိသွားလေတယ်။ကဲဦးအောင်မြင့်ဒီအကြောင်းကိုစုံတော်မင်းကြီးထံအစီရင်ခံပါတော့။သတင်းစာတွေလည်းမပေါအောင်လဲဂရုပြုပါနော်။ကျွန်တော်ကုကုကိုယုံမိတာဒီတစ်ခါမှားတာပဲဗျာ။ဟုတ်ကဲ့ကျွန်တော်လည်းထပ်မံစဉ်းစားဖို့ကိစ္စပေါ်ပေါက်လာတာပါပဲ။ပြောဆိုကတိုက်ပေါ်မှဆင်း၍ကားပေါ်တို့တက်မိသည့်နှစ်တပြိုင်နက်ကားကထွက်ခွာ၍သွားလေတယ်။သူရိယာမဂဇင်း ဇူလိုင်လ1936ခုနှစ်နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။